ဇပိုးဖြစ်တဲ့ဘိုးမနဲ့လဝါချင်းရိုက်ကဇက်တိုက်ပြီးကုသပေးနေတယ်ဆိုပြီးဝေဖန်ခံနေရတဲ့ထုခန့်ကြုံအလုံးမဲမင်္ဂလာပေါင်းဗမစ်စနာကနေကြိုးစောလိုက်ပါတယ်ရုပ်ရှင်တွေအထက်မှာဇပိုးနေရကနေပအဝင်တရုပ်ဆောင်ပေးတဲ့ဘိုးမကငပိကောင်စားပြီးခေါင်းကိုလည်းပန်းကားလေးခံမိသွားတာကြောင့်လေဖြတ်သွားခဲ့ပါတယ်ဆရာထုခန့်ကြောင်နာဆောင်ရောက်တဲ့အချိန်တုန်းကစကားတောင်ကောင်းကောင်းမပြောနိုင်ပါဘူးလမ်းလေကောင်းကောင်းမလျှောက်နိုင်သလိုဘေးကောင်းတွေလည်းနှစ်ယောက်ကတွဲခေါ်ပေးနေရပါတယ်နှကန်းကလည်းအနေငယ်ရွက်နေတဲ့အပြင်တရေတွေကလည်းကြောက်နေတာကြောင့်ခဏခဏတုတ်ရပါတယ်ဒါပေမဲ့လည်းဘိုးမရဲ့ယုံကြည်မှုဆရာ ထုခန့်ကျော်ရဲ့ဖြူစင်တန့်စင်တဲ့မြစ်တာတို့ကြောင့်ယောဂါဟာယူပြစ်တလို့ကိုပျောက်ကင်းသွားခဲ့တာပါ။ ဆရာထုကန်းကျော်ကလည်းဘိုမတယောက်ဒီလိုယောဂပြောက်ခင်းသွားခဲ့တာကသူ့ရဲ့ပညာကြောင့်မဟုတ်ဘဲဘိုမရဲ့ဝေကြွေးခြေချင်းရောက်သွားလို့လို့ဆိုထားပါတယ်ဆရာထုကန်းကျော်ဟောင်းပညာကုန်မမောက်တဲ့အဖြစ်နှိမ့်ချပြောဆိုတတ်တာကြောင့်အခုလိုပေါ်ပြီးအစွမ်းထက်နေတာဖြစ်ပါတယ်ဘိုမဒီလိုယောဂခံစားရတာကလည်းအယုံကျော်အားနဲ့တာရောအတိုက်ခိုက်တွေရှိနေတာကြောင့်ရောပါအခုလိုခံစားတော့ရတယ်လို့ဆရာထုကန်းကျော်ကပြောပြထားပါတယ်အနာလိုတဲ့အကြောင်းအရာတစ်ခုနဲ့တိုက်ခိုက်တာဖြစ်နိုင်ပြီးတော့စီးဆောင်တဲ့ဆရာထုကန်းကျော်ကအကုန်တော့မပြောပြထားပါဘူးပြောလို့မကောင်းတဲ့အနေထားတစ်ခုဖြစ်တာကြောင့်မပြောဘဲဆရာ ကိုယ်တိုင်ပဲရှင်းထုတ်လိုက်တာဖြစ်ပါတယ်ဆရာထုခန့်ကျော်နဲ့တွေ့ပြီးဘုမရဲ့ယောဂါကယူပြစ်တယ်လို့ပြောက်သွားတာကြောင့်လူအများကလည်းမေခွန်းထုတ်လာခဲ့ကြပါတယ် တရုတ်ဆောင်ချင်းချင်းမို့ဇက်တိုက်ပြီးကုသပေးနေတာဆိုပြီးရုံမတန်တရားတွေဖြစ်လာခဲ့ကြတာပေါ့လေဖြတ်တဲ့ယောဂါကအချိန်ယူကုသရတာဖြစ်ပြီးတော့အခုလိုချိန်တိုလေးအတွင်းမှာပျောက်သွားခဲ့တာကြောင့်ဆရာထုကန်ကျော်ကပဲစွန့်နေတလားဇက်တိုက်ထတာကပဲအလုပ်ဖြစ်နေတလားဆိုပြီးဝေဖန်နေကြတာပေါ့ဆရာထုကန်ကျော်ကတော့ဒါမျိုးတွေကိုမစော်ကားသင့်ဘူးလို့ပြောပြမိသူ့နာရောက်လာတဲ့လူနာတိုင်းကတော့ဘာယောဂါပဲဖြစ်နေပါစေယူပြစ်တယ်လို့ပျောက်ပျောက်သွားတာကြောင့်လူတွေကမေးခွန်းထုတ်လာကြတာပေါ့ အခုလည်းဗိုလ်မယောဂကအ мян ပြောက်သွားတာကြောင့်ဇက်တိုက်ပြီးကုသနေတာလို့ထင်နေကြပါတယ်။အခုလောဝေဖန်မကိုချိုသိတာကြောင့်ထုခန့်ကျော်ကသူ့ဘက်ကဗိုလ်မရဲ့ဘဝကိုတနာလို့ကုသပေးခြင်းကြောင့်ရှင်းပြလာခဲ့တာပေါ့။ဗိုလ်မရဲ့သားကလည်းကြောင်းတက်နေတဲ့အရွယ်ရောက်နေပါပြီ။ဒါပေမဲ့လည်းအမေနေမကောင်းတာကြောင့်ကြောင်းထွက်ပြီးအမေရဲ့ဆေးဘိုးကိုရှာမဲလို့ပြောတဲ့သားလေးရဲ့စကားကြောင့်ဆရာထုခန့်ကျော်ဟာယင်းထဲမှာနှင့်သွားခဲ့ရပါတယ်။ဆရာထုခန့်ကျော်ကအရန်ကိုဆေးမကောင်းဖြစ်သွားတာကြောင့်သူ့စီကိုရောက်အောင်လာခဲ့ဖို့နဲ့လမ်းစရိတ်မလိုကြောင်း ကာစီယိတ်ကိုပါပါရမီဖြည့်ပေးမယ်အကြောင်းတချင်ကဘဝတူဇပိုဘဝကိုတူတူဖြတ်တန်းဖူးတာကြောင့်ကိုချင်းစာပြီးသူကုသပေးမယ်အကြောင်းကိုလိုင်းမော်တင်ခဲ့ရပါပြီးတော့လည်းဆရာထူကန်ကျော်ဟာဇနီးတဲ့နဲ့တိုင်ပင်ပြီးတော့ဘုမအတွက်ဆယ်သိန်းလှူဒန်းပေးခဲ့ပါတယ် ေစုရှင်လည်းမဖြစ်ချင်တလို့သူတက်နိုင်တဲ့ဘက်ကနေကုညီပေးချင်တာပဲဖြစ်ပါတယ်။ဘုံမကလည်းတချိန်ကသူဆရာထုခန့်ကျော်ကိုမယုံပဲစော်ကားမိခဲ့ပါတယ်။ခုလိုသူဝေဒနာတွေကိုခံစားရချိန်မှာကုသပေးတာကြောင့်ဆရာရဲ့အစွမ်းတွေကိုယုံကြည်သွားခဲ့ရပါမယ်။ဆရာကိုစော်ကားမိခဲ့တာကြောင့်သူ့ကိုအပြစ်ပေးတယ်ဆိုပြီးအဘအောင်ရင်တန်တန်ရှင်းပြနေတာကြောင့်ဆရာထုခန့်ကျော်ကပါပြန်လိုက်တားနေရတာပေါ့။ဆရာထုခန့်ကျော်ကအပြစ်မမြင်တဲ့အပြင်အမားကိုအမှားမှန်သိပြီးနားလည်တော်တဲ့အတွက်လူကောင်းတယောက်ဖြစ်တယ်လို့တောင်ပြန်လည်ရှင်းပြခဲ့တာပါ။ ဘုမကိုရိုင်းကတချိန်တော့ကထုကန့်ကျော်ကိုလှုပ်ဆက်လို့ထင်ထားပေမဲ့အခုချိန်မှာတော့အရန်ကိုယုံကြည်သက်ဝင်နေတာဖြစ်ပါတယ်။ပြိသက်ကြီးရောဆရာထုကန့်ကျော်နဲ့ဘုမတို့ကိုဇက်တိုက်ထားတယ်လို့ထင်နေကြတဲ့အပေါ်မြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။